ဒီဘဝဆိုတာအင်မတန်ရာခေးတွေအင်မတန်တန်ဖိုးရှိတယ်ကြားဘူးကြတယ်မဟုတ်လားကြားပါဗျာမြမပြေကအကုချမြေကအတစင်းအသွာချင်းသာထိပွေရပမာမှတ်ကြမင်းငငယ်တုန်းကစကြားဘူးတယ်မဟုတ်လားအေးမြမပြေကအကုချမြေကအတစင်းထောင်းတာဓာတ်ထက်ဒီအနှစင်းထိဖို့ရခက်တာတဲ့လူဘဝရဖို့ဆိုတာခက်တယ်လို့လူကြီးသူမတွေပြောတာကြားဘူးတယ်မဟုတ်လားအေးပြီးရင်မြတ်စွာဘုရားဟောထားတာရှိသေးတယ်လေ ပင်လေသမုဒ္ဒရာလည်းမာမျက်စိကန့်နေတဲ့လက်ကြီးတကောင်ကလည်းသွားချင်ရသွားနေတယ်။တပေါက်သေးသော အပေါက်ရှိတဲ့ထဘိုးပြားကလည်းပဲပင်လေသမုဒ္ဒရာရည်မျက်နှာပြင်ပေါ်မှာမျိုးချင်ရမျိုးနေတယ်။မျက်စိကန့်နေတဲ့လက်ကြီးရဲ့ခေါင်းဟာအဲ့ဒီအပေါက်တစ်ပေါက်သေးရှိတဲ့ထဘိုးရဲ့အပေါက်ကို ဝင်ဆွတ်ဖို့ရဆိုတာ လွယ်ကူပါမလားလို့မြတ်စွာဘုရားမေးတယ်မို့လား။ပိတ်တဲ့ရလွယ်ပါမလားမလွယ်ဘူး။ အဲ့ဒါတည်းလူဘဝကိုရမ်းဖို့ပူပြီးတော့ခက်တယ်ဆိုတဲ့ဒေသနာတော်တွေကိုလည်းဒီပိသက်ကြားဖို့တယ်မဟုတ်လား။ဘာကြောင့်လူဘဝကိုဒီလောက်ချီးမွမ်းပြီးတော့တန်ဖိုးရှိတဲ့ဘဝလို့ပြောရတာလဲ။ဒါလေးကိုစဉ်းစားစေချင်။ခမရတို့ကျုပ်တို့ရဲ့ဘဝရဲ့တန်ဖိုးဆိုတာဘာလဲ။ဘာကြောင့်အဖိုးတန်တယ်လို့ပြောရတာလဲ။ဦးဇင်းတို့စဉ်းစားမိတာလေးကိုပြောမယ်ဗျာ။ မြင့်မြတ်တာကိုယူနိုင်ခွင့်ရှိလို့မြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့နားလည်ထား။နောက်တခါကြီးမိုက်မြလူဘဝကိုဘာကြောင့်တန်ဖိုးရှိတယ်လို့ပြောရတယ်လဲလို့မေးရင်ပြောတတ်ပါစေ။မြင့်မြတ်တာကိုရွေးချယ်ခွင့်ရှိလို့ဥပမာပြောမယ်ဗျာလူငယ်တွေနားလည်အောင်။အာယုန်တွေကတော့အမြဲတမ်းတွေ့နေတယ် ဒဂါရမတို့ဦးဇင်းတို့မျက်စိကနေတစင်နားကနေတစင်အာယုန်တွေဟာဒီခန္ဓာကိုယ်ကိုအမြဲတမ်းလပ်ပြီးတော့တိုက်ဆိုင်နေတယ်မို့လားအဲ့ဒီအချိန်မှာမိမိတို့ဘာကိုယူမလဲဆိုလိုပါဆိုကြပါစို့လမ်းကနေလူတစ်ယောက်ကမိမိကိုဆဲတယ်ဆိုကြပါစို့နော်အဲ့ဒီလိုဆဲတဲ့အချိန်မှာကိုကဒေါသနဲ့ပြန်တုံ့ပြန်ပြီးတော့ယုံကံကနာရောက်တည်ရည်ပြန်တုံ့ပြန်ပြီးတော့ဆိုးကျိုးတွေဒေါသတွေကိုယူမယ်ဆိုရင်လည်းရတယ်မို့လားဟင်ဒကမကြီးတွေရတယ်မို့လားရတယ် အဲ့ဒီဆဲတဲ့အတန်အတူတူချင်းကိုပဲတိခဏ်ချင်းဒီကောင်းနေသူတော်ကောင်းတွေချီးမွမ်းနေတိခဏ်ချင်းဒီမိမိအကျိုးသူတော်ဘာအကျိုးကိုတပြိုင်တည်းဆောင်ရွက်ရာရောက်တယ်ကိုကိုကိုစောင့်စည်းနိုင်ခြင်းဒီထိန်းချုပ်နိုင်ခြင်းဒီကောင်းနေလို့လက်ခံပြီးတော့ဒါကိုပဲတိခဏ်လိုက်မယ်ဆိုလို့ရှိရင်လေမြင့်မြတ်သောခန္တီတရားကိုယူလိုက်ရမရောက်ဘူးလားဆဲတဲ့အတန်ကြားတာကတော့အတူတူပဲနော်ဥမာတယောက်ကတော့မကောင်းတာကိုယူလိုက်တယ်ဒေါသကိုယူလိုက်တယ် ဒီတယောက်ကတော့သီခန္ဓာကိုယူလိုက်တယ်ကိုယူတာကိုရကြတာပဲဟုတ်လားတခိုင်းဒီမိုင်းမြအဲ့လိုပဲလောကကတော့အာယုန်တွေအမြဲတမ်းတွေ့နေတယ်အဲ့ဒီနေရာမှာမိမိတို့ကဘာကိုရကျင်တယ်လဲကိုရကျင်တာကိုယူပိုင်ခွင့်ရှိတယ်လူဘဝတည်းဒါကြောင့်ရွေးချယ်ခွင့်ရှိလို့လူဘဝကိုမြတ်တယ်လို့နားလည်ထားရအဲ့တော့နေတိုင်းတို့ဘာတွေရွေးနေကြသလဲဒါစဉ်းစားရမယ်နော်တခိုင်းဒီမိုင်းမြ မျက်စိနဲ့ကြားတိုင်းကြားတိုင်းနားနဲ့ကြားတိုင်းအဲမျက်စိနဲ့မြင်တိုင်းနားနဲ့ကြားတိုင်းအာယုန်တွေကို တွေ့တိုင်းတွေ့တိုင်းတို့ဟာယုံညံ့တာတွေကိုရွေးနေသလားဒါမှမဟုတ်မြင့်မြတ်တာကိုပဲရွေးပြီးတော့ယူသလားလူဘဝဆိုတာယုံညံ့တာလဲယူခြင်းတပဆိုရင်ယူလို့ရတယ်နော်ဟုတ်လားတခါကြီးမိုက်မြအေးဒါကြောင့်မကောင်းတာတွေကိုရွေးယူသွားပြီးတော့မကောင်းတဲ့နေရာရောက်သွားတဲ့ပုံကူတွေလဲဒုနဲ့ဒီပဲမဟုတ်လားအေးကောင်းတာကိုမြင်လို့ယူခြင်းတပဆိုရင်လဲယူနိုင်ခွင့်ရှိတယ်မဟုတ်လား တတိယဆန်တွေမှာအဲ့လိုရွေးချယ်ခွင့်ရှိသလားမရှိဘူးခင်ဗျားတို့ကျုပ်တို့ကံထူးလွန်းလို့ရွေးချယ်ခွင့်ရှိဘလောက်ထိရွေးချယ်ခွင့်ရှိတယ်လဲဆိုရင်မြင့်မြတ်ရှင်သပဆိုရင်ယဟန္တာဖြစ်သည့်အထိမြင့်မြတ်ခွင့်ရှိနော်တခါကြီးမိုက်မြန်ဒါရင်အားမရဘူးလောကကြီးကိုပါကေတင်ခြင်းနဲ့ဖျားဖြစ်အောင်လုပ်မယ်ဟဲ့ဆိုလို့ရှိရင်လည်းပဲဖျားဖြစ်သည့်အထိကြိုးစားနိုင်ခွင့်မရှိဘူးလားရှိတယ်ပါရမီပြည့်ရင်ဖျားဖြစ်မှာပဲ ဆိုလိုတာကကိုမြင့်မြတ်ခြင်းတယ်ဆိုရင်မြင့်မြတ်ခြင်းသလောက်မြင့်မြတ်နိုင်ခွင့်ရှိလို့လူဘဝကိုတန်ဖိုးရှိတယ်လို့ပြောတာအဲ့တော့ဦးဇင်းတို့စဉ်းစားမိတယ်လူဘဝဆိုတာအချိန်တိုင်းအလဲအထက်လုံနေရတယ်လို့စဉ်းစားမိပိတေဘာလုံနေရတယ်လဲအချိန်တိုင်းလဲထက်လုံနေရကိုဘကဘာပေးရတယ်လဲကိုဘကအသက်ပေးရတယ်အသက်အသက်ဘဝအသက်ပေးရတယ် အင်မတန်တန်ဖိုးရှိတဲ့အသက်ကိုပေးရတမိနစ်ကုန်သွားရင်တမိနစ်စာအသက်ဟာကုန်သွားတယ်ပေးလိုက်ရဟုတ်လားကိုယ့်ရဲ့နေထိုင်ခွင့်အတွက်ပေးလိုက်ရတယ်မဟုတ်လားတရက်ကုန်သွားရင်တရက်စာအသက်ကိုမလုပ်လိုက်ရလေပေးလိုက်ရတယ်ကိုဘက်ကပေးရတာကတော့အသက်ပဲတန်ဖိုးရှိဆုံးကိုပေးလိုက်ရတာပဲကိုဘက်ကပြန်ရတာကဘာလဲဆိုတာကိုစဉ်းစားရဟင်ဒကာကြီးမိုင်းမြကိုဘက်ကတချို့ဘာတွေပြန်ရတယ် မကောင်းတဲ့အပြုံးတွေမကောင်းတဲ့အပြုတွေမကောင်းတဲ့အကြံစီတွေကိုလုပ်မယ်ဆိုရင်ခုဘက်ကမကောင်းတာပြန်ရတယ်။ပေးလဲရတာကအသက်ပြန်ရတာကယုံညံ့မှုဆိုရင်ပေးတတ်ရင်နိုင်မလားရှုံမလားစဉ်းစားစမ်းပေးလဲရတာကအသက်နဲ့ဘဝကိုခင်ရခဲစီတိဆောက်ထားတဲ့ဘဝကိုပေးလဲရတာနော်။အေးအစားတော့အဝယ်စားဒီမှာရက်တီလို့ရအောင်မနေ့ကြိုးစားရတယ်။အဲ့ဒီလိုကြိုးစားပြီးတော့ခင်ရခဲစီတိဆောက်ထားရတဲ့ဒီဘဝဒီအချိန်ဒီခွန်အားတွေကိုပေးလဲရတယ်။ခုဘက်ကပြန်ရတာကယုံညံ့တာကြီးပြန်ရတယ်ဆိုရင် သေးကြပေါ့ရှုံးပြီဟုတ်လားဒီမကြီးမြအေးဒါပေမဲ့ပြီးလိုက်ရတာကတော့အသက်ပဲသို့တော့ဟိုဘက်ကပြန်ရတာကကောင်းသော အကြံကောင်းသော အပြုကောင်းသောအပြုဆိုပြီးတော့ကောင်းမြတ်တဲ့မြင့်မြတ်တာတွေကိုရမယ်ဆိုရင်တော့ပြီးလိုက်ရတာက အသက်ဆိုပေမယ်လို့ရတာကတိတ်ကောင်းနေတဲ့အတွက်ကြောင့်ရှုံးသလားမြတ်သလားမြတ်တယ်ဒါလူဘုံကမြတ်တယ်ဆိုတာမြတ်တာကိုယူနိုင်မှ မြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပြည့်စုံဟုတ်လားတခါယူမိုက်များ အဲ့တော့ဘာနဲ့ဘာနဲ့လဲနေရတယ်လဲဆိုရင်ကိုယ့်ဘက်ကပေးလိုက်ရတာကတော့အသက်ပဲကိုယ့်ဘက်ကရတာကတော့ယုံညံ့တာလည်းဖြစ်ခြင်းဖြစ်မယ်မြင့်မြတ်တာလည်းဖြစ်ခြင်းဖြစ်မယ်ဒကာဓမ္မဆိုဦးဇင်းတို့ရဲ့အည်အသွေးပေါ်မူတည်တယ်နားလည်လားမသိဘူးဟင်ဒကာကြီးမိုက်မြအေးအမြဲတမ်းဘာလုပ်နေရလဲအလဲအထက်လုပ်နေရတယ်ဦးဇင်းတို့ထင်တယ်လူဘဝဟာပတ်စံနဲ့အင်မတန်တူတယ်လို့ထင်ခုဒကာဓမ္မတို့နေတိုင်းလဲနေရတယ်ဒီပတ်စံလေးကင်ပြီးတော့ကိုလူဂျင်တာနဲ့ပတ်စံနဲ့မလဲဘူးလား လဲနေရတယ်ဒီဒီအလုပ်ကိုနေတိုင်းလုပ်နေရတယ်အဲ့ဒီမှာပတ်စံရဲ့တန်ဖိုးဆိုတာကိုလူကျင်တာနဲ့လဲလိုက်ရတဲ့အချိန်မှာအထွတ်ထိပ်ကိုရောက်တယ်ဒီတိုင်းထားရင်ပတ်စံကတန်ဖိုးရှိတယ်လို့လည်းပြောရခက်တယ်တန်ဖိုးမရှိဘူးလို့လည်းပြောရခက်တယ်ဒီငွေကြောင့်မို့လည်းပဲတချို့အသက်ခံရတယ်ဒီငွေကြောင့်မို့လည်းအမျိုးမျိုးရှင်းရဲပြီးတော့ဒီငွေကြောင့်မို့ပဲစိတ်ဆင်းရဲတာတွေအများကြီးလည်းဖြစ်နေသေးတယ်အဲ့တော့ပတ်စံရဲ့တန်ဖိုးဆိုတာ ကိုလိုချင်တာနဲ့ကောင်းတာလေးနဲ့လဲလဲရတဲ့အချိန်မှာပက်ဆံရဲ့တန်ဖိုးသည်အထုထိတ်ကိုရောက်သွားတချို့ဒီပက်ဆံနဲ့ပဲမူရစီဝါတို့အရက်သေးတာတို့သုံးဆွဲလိုက်မယ်ဆိုရင်ဒီပက်ဆံကိုကောင်းတဲ့ပက်ဆံလို့ပြောနိုင်မလားမပြောနိုင်သိပြီးတော့ဖိုးတန်တာကိုဝဲပြီးတော့သုံးဆောင်မယ်ဆိုရင်ကောင်းတဲ့ပက်ဆံလို့ဒါမျိုးလို့ရအဲ့တော့လူဘဝဆိုတာအဲ့ဒီငွေကြီးနဲ့အင်မတန်တူတယ်လို့ထင်ဒကာဓမ္မတို့ဦးဇင်းတို့တွေဘာကိုရွေးပြီးတော့ယူမလဲငွေမရှိရင်တော့ကြိုက်တာကိုရွေးယူခွင့်ရှိသလား မရှိဘူးဒီတော့ငွေဆိုတာတကယ်တမ်းကတော့လုတ်ပိုင်ခွင့်ဟုတ်လားတကယ်ယူမိုက်များကိုဘာကိုရကျင်တယ်လဲဆိုတာကိုလက်ထက်ခွင့်ငွေမှရှိတယ်အဲ့လိုပဲလူဘဝဆိုတာလဲကိုဘာကိုရကျင်တယ်လဲဆိုတာကိုလက်ထက်ခွင့်ရှိအဲ့ဒီနေမှာငွေနဲ့ဘဝနဲ့မတူတာကဘာလဲဆိုတော့ငွေကစုထားလို့ရအသုံးကျမှသွန်ပြီးတော့ဝယ်မယ်ဆိုပြီးတော့စုထားလို့ရဘဝကစုထားလို့မရဘူးနော်တကယ်ယူမိုက်များအဖို့တန်တာချင်းတူတယ်နော်သို့တော့ဘဝကတော့ကွာ ုဘယ်ချိန်ကျမှပြုံပြီးတော့သုံးလိုက်အောင်မယ်အခုတော့စုပြီးတော့ထည့်ထားလိုက်အောင်မယ်လို့ထည့်ထားလို့ရသလားမရဘူးအခု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 တခါနဲ့ပျက်စီးပျက်စီးလိုက်သွားတယ်ကိုကလဲခြင်းသည်ဖြစ်စီမလဲခြင်းသည်ဖြစ်စီအမြဲတမ်းလဲနေရတယ်တစုံတစ်ခုတော့ပြန်ရနေတာပဲယုံညံ့တာပဲဖြစ်ချင်းဖြစ်မယ်မြင့်မြတ်တာလည်းဖြစ်ချင်းဖြစ်မယ်ဒီတော့ဘဝသည်တိမ့်ထားလို့မရဘူးဒါကြောင့်အမြဲတမ်းတတိရှိရတယ်တတိရှိမှဒီအချိန်လေးကုံသွားတယ်ကောင်းတာလေးပြန်ရတယ်ဒီချိန်လေးကုံသွားတယ်ကောင်းတာလေးပြန်ရတယ်ဒီလို့ ဘယ်အချိန်ကျမှဘယ်လိုလှုပ်လိုက်မယ်လို့ဘဝကိုတိမ့်ထားလို့မရဒါကြောင့်ဒကမကြီးတယောက်ကဥစဉ်ကိုပြောတယ်ဘဝဆိုတာတဲ့ကတ္တရာလန်လျှောက်တယ်လို့မျိုးအရှိကြီးကြည့်ပြီးတော့မျောပြီးတော့ရှောက်ရတဲ့အနေအထားမျိုးမဟုတ်ဘူးတဲ့ဘဝဆိုတာဇလီဖားတုံးတော်မျိုးယထာလန်ကိုခင်းထားတဲ့ဇလီဖားတုံးပေါ်ကိုရှောက်တယ်လို့မျိုးတလန်းပြီးတလန်းတတိကြီးဆိုတာရှောက်သွားရတဲ့အနေအထားမျိုးအင်မတန်ဖိုးတန်တယ်နော်ဒကာကြီးမိုက်များ အချိန်တိုင်းအချိန်တိုင်းဘဝကိုစည်သေးသေးပြစ်နေရတယ်ခမားတို့ကျွတ်တို့ရဲ့အချိန်လေးဟာအချိန်တိုင်းမလုပ်နေရလဲဘဝကိုစည်ပြစ်နေရတယ်ဘဝတေဆုံးတေဆုံးပေးနေရတယ်အဲ့ဒီအချိန်မှာကိုကဘယ်လိုအမှုမျိုးဘယ်လိုအလုပ်မျိုးဘယ်လိုကံမျိုးကိုယူလိုက်ရတယ်လဲရလိုက်တယ်လဲဘယ်လိုမျိုးစင်မျိုးကိုစီးပူးမှုလိုက်တယ်လဲဆိုတာအရေးမကြီးဘူးလားရေးကြီးတယ်တချို့မကောင်းတာတွေရသွားတယ်တချို့ကောင်းတာတွေရသွားတယ်အဲ့ဒီမှာလူဘဝရဲ့တန်ဖိုးဆိုတာအဲ့ဒီကောင်းတာကိုယူနိုင်ခွင့်ရှိခြင်းတည် လူဘဝရဲ့တန်ဖိုးအမလေးစူးစမ်းပြီးတော့ပြောလိုက်ရတာဟင်ဒကာဟိတမကြီးများဟုတ်လားတလူဘဝကိုတန်ဖိုးရှိတယ်လို့ဘာကြောင့်ပြောရတာလဲဆိုရင်ပိဋကတို့ဒါဥစဉ်တို့စဉ်းစားเสียအစာကလေးကိုပေးလိုက်ပါတယ်နော်မြင့်မြတ်တာကို ရွေးချယ်ခွင့်ရှိလို့အခဏသုတ်တံမမြတ်စွာဘုရားကမြမစရိယဝါတာယမြင့်မြတ်တာကိုကျင့်သုံးခွင့်ရှိလို့ကိုးကူးမြောက်အခွင့်အရေးပြည့်စုံနေတဲ့လူဘဝလို့ချီးကျူးပြီးတော့ဟောတာနောက်ဒကာဟိတမကြီးများ ဒါကြောင့်နတ်တွေကတောင်ကောင်းနေလို့ချီးမွမ်းရတဲ့ဘဝသည်ဘယ်ဘဝလဲလူဘဝအမြဲတမ်းအလဲထက်လုံနေရပါတယ်